။သမီးတို့အရွယ်အမျိုးသမီးအတယောက်နေနဲ့စီးပွားရေးလုပ်တဲ့အချိန်မှာအဓိကသတိထားသင့်တဲ့ထင်တဲ့အချက်လက်တွေရှိလား။ညီတာငါသမီးဆိုလို့ချင်းဥပမာပြောချင်တာနံပါတ်1ကိုကိုမဖြစ်စည်းနဲ့ကိုချင်းတရားကိုဘယ်ဟာနဲ့မှမလဲနဲ့။အဲဒါကဥအောင်ရဲ့ဘဝအောင်မြင်မှာဥအောင်မျိုးသမီးအန်တီမော်စီကိုတတ်မိုးထားခြင်းကဘလောက်အရေးကြီးလဲဆိုတာကိုသမီးကဆွေးနွေးစေချင်ပါတယ်။ ကိုချစ်လို့ယူတဲ့မျိုးသမီးတယောက်ဖြစ်တယ်။ကိုရရောင်းပြီးတော့စင်းစင်းရဲနေလာပြီးတော့မှဟိုမှာစာအေးသားရမ်းကောင်းတယ်။အဲ့ဒါကြတော့ဘယ်ကနေပြီးတော့မှလာလည်းမသိဘူးနော်။ဟိုဒီဖုန်းသေးလေးလေးနဲ့ပဲရောင်းရေးတယ်။အရန်ပြင်းမှန်းတယ် ပြန်ဖြည့်လိုက်ရေးလိုက်ဆိုလိုတာ Facebook မှာရေးတဲ့ဟာက Facebook ကတော့ကငပြင်းနေများတယ် Hello အားလုံးမင်္ဂလာပါရှင်ကျမတို့ရဲ့ Thought Leader Season ကနေပြီးတော့မှပြန်လည်ကြိုဆိုပါတယ်ဒီနေ့ Thought Leader Program မှာအဖြိုးကဥပောင်းနဲ့တူတူဆွေးနွေးမှာပါမင်္ဂလာပါရှင်ဥပောင်းဒီသမီးမင်္ဂလာပါအရင်ဆုံးဥအောင်အနေနဲ့ဘဝအောင်မြင်ရေးကိုပေါ့နော်ဘယ်လိုမျိုးအတိတ်ပဲဖွင့်ထားလဲဆိုတော့ကိုအရင်ဆုံးမိဘအနေနဲ့ အဆွေးနေစေခြင်းလဲဥပါဘဝမှာအောင်မြင်တယ်ဆိုတာကအများကြီးပဲပေါ့နော်အဆိုးတော်ဖြစ်ခြင်းတဲ့လူကအောင်မြင်တဲ့အဆိုးတော်တယောက်လည်းဖြစ်တယ်အများပရာဟိတအတွက်တဲ့အကျိုးရှိသွားအောင်လုပ်နိုင်တယ်ဆိုရင်လည်းဒါအောင်မြင်တဲ့အဆိုးတော်ပေါ့တရားဆောင်ပဲဖြစ်ဖြစ်စီးပွားရေးပဲဖြစ်ဖြစ်ဥပမာပေးရရင်တော့မြတ်စွာဘုရားကဘုရားအဖြစ်ရောက်သွားတယ်လူသားတွေအတွက်ဒီနေ့အချိန်ထိမြတ်စွာဘုရားကအောင်လို့တရားတွေထားခဲ့တယ်တာမန်လူသားတွေအနေနဲ့ဆိုရင်တော့ကိုချမ်းသာလာပြီဆိုရင်ကိုပတ်ဝန်းကျင်ကိုမိသားစု ကိုယ်နိုင်ငံကိုယ်လူမျိုးအားလုံးအတွက်အောင်မြင်အောင်လုပ်ပေးခဲ့တဲ့အကျိုးရှိအောင်လုပ်နေတဲ့လူမှသာလေဥအောင်တော့အောင်မြင်တဲ့လုပ်ငန်းရှင်ဆိုတာဒီပဲဖွင့်နေပါလေပြီးရင်ပေါ့နော်သမီးနောက်ထပ်မေးချင်တဲ့မေးခွန်းကတော့အန်တီမော်စီနဲ့ဆိုင်ပါတယ်ကဥအောင်ရဲ့ဘဝအောင်မြင်ရေးမှာဥအောင်မျိုးသမီးအန်တီမော်စီကိုတံပိုးထားခြင်းကဘလောက်အရေးကြီးလဲဆိုတာကိုသမီးကဆွေးနွေးစေချင်ပါတယ်ဥအောင်ကအန်တီမော်စီနဲ့ပတ်သက်တာဘာရှိလဲပြောရင်ကိုချစ်လို့ယူတဲ့မျိုးသမီးတစ်ယောက်ဖြစ်တယ်နောက်ကိုရရောင်လုံးက လာသူဘိုက်ကြီးနဲ့ရေထမ်းအဲဥအောင်တို့စားကျင်နေဆိုရင်ဟလာသူအပြူထပါတော့ဆက်ခွန်ဆက်ချစ်လောက်အိမ်အောင်ကြရတဲ့အချိန်ကသမီးမချက်တတ်ဘူးလေအဲ့တော့ဒီဆက်ချစ်နေသမီးလေးကသမီးမိအောင်ဆိုတဲ့သမီးတယောက်ကိုမွေးလိုက်တဲ့အချိန်မှာအမေဖြစ်တဲ့အချိန်မှာသူကအဲ့ဒီအချိန်ကစပြီးမိခင်စိတ်ဖြစ်သွားပြီးတော့ဥအောင်ပေါ်မှာလည်းဟလာသူသူစောင်းချောက်တယ်သာသမီကမှစောင်းချောက်တယ်အဲ့အဲ့ဒီဘောကတုန်းကခွင့်ရရောင်းပြီးတော့စင်းစင်းရဲနေလာပြီးတော့မှ ဒီလိုချမ်းသာတဲ့အချိန်ပေါ့နော်အစဉ်ပြေတဲ့အချိန်ကြမှာဟာလာသူ့ကိုတန်ဖိုးမထားဘူးဆိုရင်တော့ပြတာတဲ့လူတယောက်မဟုတ်ဘူးပေါ့နောက်တစ်ခုကဥောက်ကိုလိုက်ကလည်းအန်တီမိုစီပေါ်မှာတန်ဖိုးထားတယ်ဒါပေမဲ့ဥဝလင်းပြောရင်အန်တီမိုစီကအတန်းပညာအနေနဲ့ကတော့ဟို၄၅၆တန်း၈တန်းမတက်ဘူးစာလဲစာအုပ်ဆိုလို့အန်တီမိုစီစာအုပ်ဖတ်တာမရှိဘူးပေါ့နော်ဒါပေမဲ့ तू ကသူ့မိဘတွေစကားမှတ်ယူတယ်ဥောက်ပြောတဲ့စကားလည်းမှတ်ယူတယ်နောက် ဥအောင်ပေါ်မှာပေါ့အမေတယောက်လူအမတယောက်လူပေါ့ဥအောင်နဲ့တဲ့ငါးနှစ်ငယ်ပြီလို့သူကအဲ့လိုဆောင်းချောက်တယ်ပေါ့နော်အဲ့တော့ဆောင်းချောက်တဲ့အခါကျတော့ကိုအောင်မြင်လာတဲ့အခါမှာလေကိုရဲ့ဇနီးမယားကိုတန်မိုးထားခြင်းနဲ့စိတ်ကအဲသူ့ကိုအမြဲတမ်းဟလာဒီမိမကြောက်ရတယ်ဆိုတာအမှန်ကတော့ချစ်တာပါနော်အဓိကကတော့ animosity ကိုစဉ်းစားရတဲ့ကအတူတူပေါင်းတဲ့လုပ်ခဲ့တယ်ဒီနေ့ဒီအချိန်ရောက်မှသူ့ကိုကိုကပြန်ပြီးတော့တန်မိုးမထားတာမျိုးမလုပ်ချင်တဲ့ လုပ်လို့လည်းမရဘူးဒါလည်းသူတော်ကောင်းစိတ်ရှိတဲ့ပုံကမှန်ရင်မလုပ်ပါဘူးဟုတ်ကဲ့အရင်ကောင်းပါတယ်အဲ့တော့သမီးနောက်ထပ်မိန်းကလေးတစ်ခုကကြာတော့ပေါ့နော်ဥအောင်တို့မိသားစုဆက်ဆံရေးအောင်မြင်ရေးတော့ချက်ကဘယ်အရာလို့ဥအောင်ကအလုံးမျှဝေခြင်းလဲပေါ့နော်အဓိကကတော့မိသားစုကအောင်မြင်တယ်လို့တော့ပြောလို့မရဘူးအဆင်ပြေတဲ့အဆင်ပေါ့ပေါ့ခင်ဗျာဟုတ်ကဲ့အဲ့တော့မိသားစုနေထိုင်တဲ့နေရာမှာဥအောင်ခဏခဏပြောတယ်ဥအောင်ရဲ့မူတွေထဲမှာဟာလာအမေရဲ့စီးကမ်းရဲ့သဘောထားရဲ့ဆိုတာပြောခဲ့သလိုပေါ့နော် အခုဦးအောင်ရဲ့မူထဲမှာလည်းငါပြောသလိုလုပ်ငါလုပ်သလိုလုပ်ပေါ့နော်တို့ဗမာစကားကဘာလဲငါပြောသလိုလုပ်ငါလုပ်သလိုမလုပ်နဲ့အရေးပါရပါလဲငါရက်တော့ချင်တော့မယ်မင်းမတော့နဲ့ပေါ့ဦးအောင်အဲ့လိုမဟုတ်ဘူးလေငါပြောသလိုလုပ်ငါလုပ်သလိုလုပ်ငါလည်းအရင်မတော့ဘူးမင်းတို့လည်းအရင်မတော့ဘူးငါလည်းဘလုံးပွဲမလောင်ဘူးမင်းတို့လည်းဘလုံးပွဲမလောင်နဲ့ငါလည်းပွေတာရှုပ်တာမလုပ်ဘူးမင်းတို့လည်းပွေတာရှုပ်တာမလုပ်နော်အမီးမီးတယ်ပေါ့နော်အမီးသားစုရဲ့ပြုတ်ချက်ကဘာလဲပြောရင်ဦးအောင်ရဲ့အမီးကတော့ချီမင်ကယောက်ျားလေးကြီးပဲရှိအောင်မွေးတယ် အဲ့မှာ2ယောက်သုံးသွားတဲ့ခါကျ6ယောက်ကျန်တယ်။နောက်သား3ယောက်ထပ်မွေးသွားတော့ယောက်ျားလေးကြီးပဲ9ယောက်အုပ်ချုပ်တဲ့အမေက "तू ကငါငငယ်လေးကလေးအားတဲ့နင်းတို့ပေါ်ကလူကအောက်ကလူကိုပြန်ပြောခွင့်မရှိဘူး။အပေါ်ကလူကရိုက်ရင်အောက်ကလူခံရမယ်။အဲ့တော့အမေကဘာလုပ်လဲပြောရင်ဟိုဘက်ကသွားအဲကျော်ဥအောင်ရဲ့ညီကပုံပေါ်ကအဆင်မပြေဘူးသူဥအောင်ကချိန်ကန်ပြီးတော့သူ့ရှင်နေတိုင်ဖက်ပေးထားလောက်ကနေရိုက်တာပြန်ပြန်လေအဲ့တော့အမေကပြီးတော့မှဘာပြောလဲငါကွဲရမှာငူရတယ်တဲ့ သူတို့နင်းလို့ရှိမှငါကိုယ်တိုင်ရိုက်ခိုင်းရတယ်အဲ့တော့ညီအကိုတွေအဲ့လိုရှိတာတွေကိုအဲ့လိုမှငါမအုပ်ချုပ်ခဲ့လို့တယောက်ကိုတယောက်မကြောက်လို့ရှိရင်ငါဒီယောက်ျားလေးတွေဘယ်လိုလုပ်သွားအုပ်ချုပ်မှာလဲအဲ့တော့အဲ့ဒီမူတိုင်းပဲဥအောင်လို့အိမ်မှာလဲမတ်စင်ကမတ်စင်ကိုဖြူပြောင်းအောင်ကြောက်ရတယ်ဖြူပြောင်းကိုမောင်လူဟန်ကြောက်ရတယ်မောင်လူဟန်ကိုမတ်စင်မှုကကြောက်ရတယ်အခုညီ၆ယောက်ရှိတယ်ညီတွေလည်းဒီပုံစံတိုင်းပဲတယောက်နဲ့တယောက်ကကြတော့အကြီးနဲ့အငယ်ပုံစံလေးသွားတယ်တယောက်နဲ့တယောက်ကလည်းနေမဲကစား ပြန်ပြောတာမျိုးတွေသိမရှိဘူးရှိတော့ရှိတယ်မဲတယ်ပေါ့ဘဝလိုမိသားစုမှာကနံပါတ်၁ကအထက်နဲ့အောက်အကြီးနဲ့ငယ်ပြန်ပြောခွင့်မရှိဘူးအဲ့ဒါအဲ့လိုနေတယ်နောက်တစ်ခါဒီမိသားစုတွေမှာလည်းခုနပြောလိုပေါ့အကြီးတွေကလည်းမှန်မှန်ကန်ကန်လုပ်ပြီးတော့ဒီနေ့ချိန်ဒီစီဝါရေးဖဲ့စုတာတို့အဲယောက်ျားနဲ့တွဲပြီးတော့ဒီပြင်စီဝါရေးလိုင်းခွဲတာတို့မလုပ်တာလို့မရှိဘူးဥောင်းကလည်းဥောင်းမိသားစုအမေမိမယားစီးပွားခွဲကြတဲ့ဟာအရင်တော့အမေတို့ဖေတို့နဲ့ရှယ်ယာလုပ်တယ် ွဲတဲ့အချိန်ကစပြီးဥပေါင်းရဲ့ညီတို့အမေတို့မသိအောင်ကလေးချင်းဒီရက်မှာဖွဲမပြီးဘူးမသိအောင်လည်းဘာမှမပြီးဘူးအဓိကတော့နံပါတ်1ပြောချင်တာကတယောက်နဲ့တယောက်အကြောက်တရားရှိတယ်အယူသေးတရားရှိတယ်နောက်တစ်ခါစီးပွားရေးပေါ်မှာ clear ဖြစ်တယ်အဲ့တော့မသိအောင်ရှာဖွေစုဆောင်းထားတာဒီညီပေါင်းမောင်နှမတွေမသိအောင်မတ်စင်ရခွဲစုတာဖြူပြောင်းခွဲစုတာတယောက်မှလုပ်လို့မရဘူးအဲ့တော့ဆိုချင်တာကတော့အဲ့ဒါခေါင်ကလုံတဲ့အတွက်ကြီးရက်ကမပက်တော့ဘူးပေါ့။ဥအောင်ကိုနိုင်ကလည်းသူတို့ကအမေပြင်းနဲ့ငါအမေမိနေနေတော့ငါဘယ်လိုနေလဲ အမေကလေးတို့နဲ့စီးပွားခွဲတဲ့မှာဒီလိုနေတယ်အဲ့ဒီအချိန်တုန်းကလည်းပုံဝင်လေးပြောရင်ဥောက်နဲ့အမေတို့နဲ့စီးပွားအတူတုပ်တုန်းကအန်တီမော်စီကတော့ကထမင်းချဲရတဲ့အဆင့်အန်တီမော်စီဘာမှပြောခွင့်မရှိဘူးစီးပွားရေးလည်းဒီဘက်ခွဲလာလိုက်လို့အန်တီမော်စီနဲ့ဥောက်နဲ့ဒဇင်လဲထောင်ရောဥောက်ရဲ့ညီတို့အမေတို့ကဒီဘက်ကိုဘာမှလာပြောခွင့်မရှိအဲ့လိုမူတိုင်းပဲခုသွားတာတော့မိသားစုမှာတော့ဟာလာခုနပြောတဲ့တယောက်နဲ့တယောက်စီးလုံးရတယ်ဆိုတာဟာလာသမီးတွေကလည်းအဖေမိသားဘူးသားသမီးတွေကလည်းဒေါ်မော်စီကလည်းခဏိအချိန်ထိ လာသူမရှိတော့ရင်ဒါတွေကနင်တို့အတွက်ပဲဆိုတော့ဟိုသူတို့ကလည်းသူတို့သားသမီးတွေအတွက်ဆိုတော့အားလုံးကကိုယ့်အတွက်မလုပ်ဘဲနဲ့ဒီအိမ်ကြီးအတွက်လို့လုပ်နေတဲ့အခါကျတော့စီးပွားရေးအတွက်လည်းတယောက်တယောက်ငင်းပွားစရာမရှိတော့အဲ့တော့တမီးနောက်ထပ်မေးကိုနေရကြပေါ့နော်ဟိုက marketing နဲ့ပတ်သက်ပြီးတော့မှဥအောင်မေးချင်တာဘာလို့လဲဆိုတော့တမီးမြင်ရတာဥအောင်ကမပြေ marketing guru လို့တမီးကမြင်နေတယ်အထူးသဖြင့်ဒီမှာ social media trend ကိုဥအောင်ကလုံးဝအမီလိုက်နိုင်တယ်ပေါ့နော်အဲ့ဒါအကြောင်းဘာကြောင့်လို့လဲ သမီးပြောတာနှစ်ခုရောနေတာပေါ့နော်ဒီ marketing guru လို့ပြောတဲ့အသုံးနဲ့အဲမှာ marketing နဲ့ပတ်သက်လို့ကျွေးတဲ့လုပ်ငန်းလုပ်တဲ့ marketing ကတတ်တတ်ပေါ့နော်ဟုတ်ကဲ့ဟုတ်အဲခုန social media ဆိုတဲ့ Facebook မှာအခုဥပအောင်ဆိုရင်တော့ Facebook မှာ follower နှစ်သိန်းခွဲကျော်လောက်ရှိတယ်ဟုတ်ကဲ့အဲ့တော့ friend အပြည့်ရှိတယ်ပေါ့နော်နောက်တစ်ခါအဲ post တစ်ခုတင်လိုက်တယ်ဆိုတာတိုင်းပြန်လဲဘာပဲပြောပြောအလား like တွေ share တွေ comment တွေရှိကြတယ်ဒါက ဆိုရှယ်မီဒီယာကိုသမီးပြောတာတခုဟုတ်ကဲ့ဒီ marketing နဲ့ပတ်သက်လို့သမီးကိုပြောချင်တာကခုန Facebook နဲ့ပတ်သက်လို့ social media ကတက်တက်သွားမယ်ဒီဘက်ကတက်တက်သွားမယ်ဆိုရင်အဲ့တော့ကြော်အောင်ညာရယ်ဆိုတာတော့ဥအောင်လက်မခံကြော်အောင်လည်းလုပ်ရမယ်ပန်အောင်လည်းလုပ်ရမယ်အဲ့တော့ကြော်ညာမဟုတ်ဘူးမှန်ကြော်ပေါ့နော်အဲ့တော့ကြော်ညာဆိုရင်တော့ကြော်လုပ်မယ်ပြီးရင်ညာမယ်ဥအောင်တို့တစ်ခုမှမညာခဲ့ဘူးအဲ့တော့သူများမဦးခင်ကိုအရင်ကအထူးအောင်လုပ်ပြတာ ဒါမှမဟုတ်ဥောက်မူထဲမှာခဏခဏပြောပါတယ်ဥဖို့မလို့ထူဖို့လို့သမီးဥောက်ပြောကျင်တာကဒီတစ်ဖက်ရှူတန်ကိုတိုက်ခိုက်နေတာပေါ့နော်သမီးပြောတဲ့ marketing နဲ့ပတ်သက်တာဥောက်ပထမဦးဆုံးဘာစောက်ခဲ့တာလဲပြောရင်ပြောရတဲ့လက်ကနှစ်မျိုးယူတဲ့ system ကိုတစ်မျိုးပဲယူခဲ့တာဒါသည်ဘယ်သူမှစမလို့ဆိုတဲ့ဥအောင်လို့ကနောက်ထပ်လည်းထက်လျှော့စရာမရှိတော့ဘူးခုနကရောင်းသေးဝယ်သေးဆိုတာကတော့ခွာတယ်ဒါပေမဲ့ငားရက်အတွင်းပြန်လာရောင်းရင်တော့ရောတဲ့လက်ကအပြည့်ပြန်ပြီးတယ်ဒါဥအောင်စခဲ့တဲ့မူကခနေ့အချိန်ကြီးဒီတိုင်းသွားတယ် ဒီ marketing နဲ့ပတ်သက်တာဒီနေ့အချိန်ကြီးဥအောင်လို့လေခြေလောကမှာတော်တော်လေးရင်ဆိုင်ရတယ်ပေါ့နော်အမျိုးစုံလှုပ်လာကြတာကိုမျိုးစုံလှုပ်လာကြတဲ့အမျိုးစုံတည်ထွင်လာကြတယ်အဲ့တော့ဒီတည်ထွင်တာဒီမှန်မှန်ကန်ကန်ကောင်းကောင်းမွန်မွန် customer ပေါ်ယူသားစွာကိုယ်အိတ်ထောင်လေးကဖဲ့ပေးပြီးတော့တကယ်မစားတာဆိုလို့ရှိရင်လက်ကုပ်ကြည့်ပြီးတော့ဥအောင်လာလေးစားတယ်တမျိုးတစ်ပုံလှည့်စားတာမျိုးလုပ်တယ်ဆိုရင်ကတော့ဒါမကောင်းဘူးပေါ့အဲ့ဒါမို့လို့ ရွှေလောကမှာပဲဖြစ်ဖြစ်ဒီလောကမှာပဲဖြစ်ဖြစ်ခဏပြောတယ်ဥဖို့မလိုဘူးထူဖို့လိုတယ်အဲ့လိုဆိုအောင်သမารီရဲ့အရင်ရွှေတိုင်းလေးအများကြီးမရှိဘူးလားရှိတယ်ဟုတ်ကဲ့သူတို့ကကိုယ်တည်းဥတယ်တချို့ဆိုဥအောင်မမွေးခင်ကတော့ရွှေတိုင်းဖွင့်တဲ့ရွှေတိုင်းလေးခုထိရှိတယ်ကိုယ်နဲ့ရေမောင်တန်းရောင်းနေတယ်ဟုတ်ဒါပေမဲ့ဥအောင်ကဘာလို့ကို့အသက်တဲ့တောင်ကြီးတဲ့ရွှေတိုင်းတဲ့နေရာရအောင်လုပ်ကြလေတယ်ဥအောင်ထူးကြအောင်လုပ်လိုက်တယ်ဘာလဲအဲ့ဒါရောရလကနှမျိုးမြည်လိုက်ဟုတ်ကဲ့ချွေအရေးဒီဂရိအခြေအတိချွေသက်စင်လုပ်ငန်းတွေတွဲထားတာဖြစ်တဲ့ပြမကောင်းတဲ့ချွေချွေအကြတွေ အထည်အဟောင်းတွေတော်တော်များများပြည့်စည်ကြဒီမှန်းမများကိုကငရေမိနဲ့တက်ခင်လိုက်တယ်အဲ့ဒါထူးခြားလို့ဟုတ်ကဲ့ပြောချင်တာကသူများကိုအပြစ်ပြောချင်တာမဟုတ်ဘူးဥပမာဘာလို့တာလဲပြောမာကတ်တင်းနဲ့ပတ်သက်လို့ခုနသတိပြောတဲ့ဂူရုဆိုတာမဟုတ်ပါဘူးဘာလို့ချင်တာတော့ပြောထူးချင်တာလားတကယ်ပေးချင်တာဟုတ်ပါလားဟုတ်ဟုတ်ပေးရအောင်ဆိုလို့ဒါအဲ့လိုဆိုအဲ့ဒီတပိတ်တာကိုကိုယ်ဆွေမျိုးသွားပေးမယ်ဆိုတာတက်ဆံမပေးရဆိုတာသူတန်ကောင်းတဲ့ဒီပေါ့အောင်ဟုတ်ကဲ့ဒါပေမဲ့ အဲ့ဒီပေးလိုက်တဲ့အတွဲစီကိုကဒါငါလှူတာတခုလိုပဲအဲ့ဒီရရဲ့နောက်မှာဥအောင်ဘာလုပ်ကြင်တာလဲကြော်ညာလေငါဒီဘိဒါပေးတယ်ဆိုတော့လူသိတဲ့ကြော်ညာကိုပြီးကြတာအဲ့ဒီဒီဘိဒါကိုပေါက်ချင်တဲ့အတွက်ရောင်းလာလဲတက်လာအဲ့ဒါမို့လို့ marketing နဲ့ပတ်သက်လို့လုပ်တယ်ဆိုရင်တော့မှန်ကန်သောနည်းနဲ့မှန်ကန်တဲ့အတိုင်းပဲပြီးတယ်မှန်ကန်တဲ့အတိုင်းပဲပြောတယ်မှန်ကန်တဲ့အတိုင်းပဲလုပ်တယ်အဲ့ဒါဆိုရင် social media မှာရောကိုမိသားစုပေါ်မှာရောကိုရဲ့တပည့်သားမိပတ်ဝန်းကျင်မှာကိုကဘယ်တော့မှတောက်ကြမှာမဟုတ် အတုလုပ်ရင်တော့အတုတွေရပါဟုတ်ကဲ့ဒါတော့တမိမိတဲ့ဒါဆိုရှယ်မီဒီယာရော marketing နဲ့ပတ်သက်တာဥအောင်လုပ်တဲ့ဘဝအတွေ့အကြုံမြောက်ဟုတ်ကဲ့အာတမိမိကျင်တာကြပါတော့ဥအောင်အာ Facebook ပေါ်မှာစာအရေးသားအရန်ကောင်းတယ်အဲ့ဒါကြတော့ဘယ်ကနေပြီးတော့မှလာလည်းမသိဘူးเนาะတခါလေဟာတာလေးတွေလည်းအရန်ရေးရပေါ့เนาะ animosity ကုန်းစားတဲ့အကြောင်းလေးလည်းဥအောင်ခဏခဏထည့်ရေးတယ်လေဥအောင်စာရေးတယ်ဆိုတာဒီ ဟိုတမီးတွေက laptop နဲ့ရေးပါပေါ့နော်ဟိုဘာဘာခေါ်လဲဟုတ်ကဲ့ iPad လာအဲ့ဒါမျိုးလည်းပြောတယ်ဥောဒီဖုန်းသေးလေးလေးနဲ့ပဲရအောင်ရေးတယ်အရန်ပြင်မှန်းတယ်ပြန်ဖြတ်လိုက်ရေးလိုက်ဆိုလိုတာ Facebook ပါရေးတဲ့ဟာက Facebook ကကတော့ကငပြင်းနေများတယ်စာကြောင်းရှင်မဖတ်ဘူးအဲ့တော့တူတူနဲ့ထီထီမိမိနဲ့ဟိုစကလုံးကိုရှင်ပြတော့ရေးရေးပြမာရပြန်ဖြတ်ပြန်ဖြတ်ပြန်ဖြတ်ပြမာကိုအချိန်ငင်ဖတ်ကြည့်ပေါ့အမောက်ဘူးဟိုရေးရဲဆိုတာကလေတတ်တတ်ကြီးရေးပဲလို့တွေးလို့မရဘူး ဥအောင်တဲ့အန်တီဗော်စီကမန်းလေးဒီမန်းလေးကနေရန်ကုန်သွားတယ်။ကိုရတဲ့ဇီတာဌာနီလေးရေးဖြစ်တာလေးပေါ့နော်။သွားတော့သူ့အတူလင်းမြတ်လေးရောက်ထိုင်းနေကြတာပဲ။အဲတော့မှရန်ကုန်လေးရောက်ရောဒီငွေရဆင်းပြီးတော့ကားပေါ်လေးရောက်ရောဒီဘတ်စကားနေပြီးတော့ဒီအပြင်ထွက်ဖို့တွေ့လေငွေရလေဘတ်စကားနဲ့ကျူတဲ့ခါမှာအဲ့ဒီအချိန်မှာမတ်တက်ရက်လိုက်တော့ဥအောင်လည်းဘောကလည်းဆွဲခွင်းခွင်းနဲ့အန်တီဗော်စီလည်းကုရှိရလာရက်တော့မှကိုမိမကိုအရက်တန်းကြီး။ဟာငါကွာလို့ဒီမိမယူလာယူရတာအရက်လည်းတိုက်မကြည့်ခဲ့ရဘူး။အဲ့ဒီအတွေ့အကြုံတစ်ခုပေါ့နော်။ကားပေါ်မှာတွေ့တာ။ မတ်စီတော်35နှစ်6 36နှစ်ရှိပြီခုမှဘုံမိမကိုရက်တန်းကြည့်တာပေါ့နော်ဒါကွန်ရတဲ့ကြီးစားဌာနီးရေးဖို့အတွက်အကြောင်းတရားကလေငွေထဲမှာပေါ်တယ်အဲ့ဒါနဲ့ဒီဟုတ်ပြီကွာလို့အဲ့အတွေးတခုဆက်တွေးတယ်ပေါ်လို့အရက်တာမတိုင်းလေးရတာငါသွေးလည်းမစစ်လိုက်ရပါလားလို့အခုကညီတို့ဒီခေတ်မှာယူမယ်ဆိုတယောက်တယောက်ကသွေးစစ်နေရတာဟုတ်နောက်တစ်ထပ်တွေ့တယ်ဟောဆရာမျိုးရိုးလဲငါမစစ်လိုက်ရဘူးလို့သူ့အမေကဗာမျိုးရိုးငါဘေးကဗာမျိုးရိုးနောက်ပညာရည်ရှိလဲငါမစစ်လိုက်ရဘူးလို့ဟာစိတ်ဆက်ပေါ်နေမလုပ်လိုက်ရပါလားလို့ အဲ့ညာချိန်တွေ့တာအဲ့ဒါတွေအကုန်လုံးပေါင်းနေပြီးတော့အဲ့ဒီအတွေးလေးကိုရေးပြီးတော့ခုနှစ်နာရီလောက်ကစရေးတယ်ဥောသွားသေးကန်းသွားပြတယ်ပြန်လာတယ်အဲ့ဒါလေးကိုပဲရေးရင်းနဲ့ဟာဘာတက်ရမလဲအောင်မလို့ဆိုတော့ဂျန်ကိုခြံလဲရောက်ရောက်မှာကိုင်းရဆိုင်မှုလူလေးကြီးရောဟာဒါကကိုင်းရလေရည်သားထားပြီးဆိုတာလေးလေးရေးလိုက်မယ်ဆိုတော့ကိုင်းရဆိုင်မှုလေးတက်ပြီးရေးလိုက်တာပေါ့အဲ့တော့အဲ့ဒါလေးကတော်တော်များများလူတွေသဘောကျကြတယ်လူရင်းတူချင်းလေးတွေပေါ့နော်အဲ့တော့ပြောချင်တာကတော့ Facebook ထဲမှာစာရေးတဲ့သူက ်ချွေးလို့မရဘူးအာဖြံကူးလို့မရဘူးကိုယ်ခံစားချက်အမှန်တမ်းရေးရေးပြီးတော့အဲ့ဒီရေးတဲ့ဟာကိုလည်းစလုံးကိုတူသည်မတူသည်မတူနိုင်သည်မတူအောင်လုပ်အဲ့ဒါကြမှာနောက်တစ်ခုကလည်းခုနကပြောလို့ပေါ့နော်လူဆိုတဲ့သဘောကြီးကအဲငင်းဆိုပြလိုက်ရင်မကြည့်ကျင်ဘူးလေနည်းနည်းလေးဖုံးထားမှအချင်းပြေတာဘူးအချို့ကလည်းအဲ့လိုနည်းနည်းလေးဖုံးလိုက်အစနာလေးပြလိုက်ခေါ်သွားလိုက်အဲနောက်ဆုံးကြမှာခုနကပြောလို့ပေါ့အဲ့ဒီမော်စီကိုစားတာဘူးပဲသူဟလာနောက်ပြီးတော့လည်းလုပ်ပြီးရေးတော့နောက်ဆုံးကြမှာမလေးပြောသလားအဲ့တော့ ိုချစ်လဲချစ်တာတကြောင်းရဲ့ဟိုဒါကတော့ဥပ္ပောလို့ဟာသဉဏ်နဲ့အဲတင်ကရုပတိဉဏ်လို့ကို့မွေးရပါလို့လည်းပြောလို့ရတာပေါ့နော်အဲဒါလေးတွေကအဲပုံမလေးလေးပြောစာရင်းရင်လေသူကသူတို့ကိုတိစလီပီးတာပေါ့ရလာပေါ့ဖိုင်ရင်ဖိုင်ရင်နဲ့နောက်ဆုံးညမှာဟာကွာအဲရုပ်ရှင်လည်းအဲ့လိုပဲဒီဟာကွာဒီလိုကြီးလားကွာဆိုအဲ့ဒါလေးကိုလည်းကိုက အဲပေးတာဥပမာဒီစာရေးတဲ့ခါလဲအဲ့လိုပဲဟိုပါဘောနော်တမီးကနောက်ဆုံးဟိုတမီးတော့ leader program ရဲ့မေကွန်တခုပဲကျန်တော့ရတယ်ဒါပေမဲ့အဲ့မတိုင်ခင်မှာတမီးကိုတမီးအတွက်မေကွန်တခုတမီးကပြင်ဆင်ထားရပေါ့နော်အဲ့ဒါကကြတော့ဒါတမီးတို့အရွယ်အမျိုးသမီးတယောက်အနေနဲ့စီးပွားရေးလုပ်တဲ့အချိန်မှာအဓိကသတိထားသင့်တဲ့ထင်တဲ့အချက်လက်တွေရှိလားဥပမာဥပမာအမျိုးသားတယောက်အနေနဲ့စီးပွားရေးလုပ်တာနဲ့ဥပမာရဲ့တမီးတွေစီးပွားရေးလုပ်တဲ့အချိန်မှာအမျိုးသမီးဖြစ်တဲ့အတွက်အဓိကအဓိကပေါ့နော်သတိထားမယ့်အချက်တွေရှိတယ်လို့ဥပမာအနေနဲ့ အဲမြင်လားချင်းအဲ့လိုမြင်နေဆိုရင်လည်းတမီးတို့ဟိုဘောနော်သင်ပေးသိချင်တယ်ဘောနော်အဓိကကိုကိုပရိထားမဲ့ချက်တွေဘောလေညီတာငါတမီးဆိုလို့ချင်းဥပောင်ပြောချင်တာနံပါတ်1ကို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 ဓာတိတာကို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 မဖြည့်စည်းနဲ့ကိုချင်းတရားကိုဘယ်ဟာနဲ့မှမလဲနဲ့ပေါ့အဲ့တော့ဟုတ်ကဲ့ကိုတာကသွားရင်းလာရင်ထီရင်တီနဲ့တို့တယ်ထီတယ်သူများလည်းထီမပြောနဲ့ကိုလည်းအတို့မခံနဲ့နောက်ကိုသိက္ခာနဲ့ထီကားလာမယ်ဟာမျိုးဆိုရင်လည်းလက်မခံနဲ့ပေါ့ဒီလိုဟာမျိုးကိုသိက္ခာနဲ့ကိုထားဖို့လိုအပ်နောက်တစ်ခု ဟိုတမီးတို့အဲအခုညီးနေနဲ့ဥပအောင်ပြောလို့ရှင်ညီးဒီ program နာမည်ကြီးလာတဲ့အခါမှာအခုဥပအောင်လို့ဆရာဦးကျော်ရင်မြင်တာညီးတို့ဆရာဦးအောင်လို့ဆရာပါပဲဆရာဦးဟုတ်ကဲ့ရှင်ဆရာဦးအောင်ဦးကျော်မြင်ရဲ့ဘဝဆက်ကိုမအောင်မြင်ဘူးလားဟုတ်ကဲ့ရှင်ဆရာဦးကျော်ရင်ဘဝဆက်ကိုတမီးဖတ်ဘူးလားဟုတ်အောင်မြင်တယ်ရှင်ဆရာကိုတည်ရဲ့ရှင်တမီးဟေးဟေးဟုတ်ပြီအဲ့လိုဆိုရင်ဆရာဦးကျော်ရင်မြင်ကဘာမူလောက်ထားလဲပြောရင်သူ့ရဲ့ဘဝဆက်ကိုမှသူ့ကိုကျွန်တော်လာ view ပေးပါဆိုတယ်လို့သူဘယ်သူမှမ view ဘူး तू view ကျင်တဲ့လူပဲ view တယ် ောက်ကက်ရှင်အဲ့တော့ပြောချင်တာကဟာကျွန်တော်ကဆရာကျော်ရင်မြည်ဖြူလိုက်လို့ဂျာနယ်ထဲပါလဲဘာတွေပါလဲဆိုတော့တမီးကိုလည်းပြောချင်တာတမီးအခုဒီလိုဖြူတယ်နော်တွေ့တာဖြူလို့မရဘူးတမီးရဲ့မူတဲ့ဘောင်ထဲမှာသူ့မှာနောက်ကကာရိုက်တာမကောင်းတာသူကကြီးပွားတဲ့နေသားလောက်တဲ့လူမျိုးပဲတမီးကသူ့ပြီးဇွတ်တွေပို့ပြီးပြီးတော့ဟိုကပြောလာတဲ့စကားတွေကတန်မိုးမရှိဘူးသူပြိတ္တကဟာလကားပါကွာပြူးပြူးဟာကြီးရတော့အဲ့တော့တမီးရှောင်းအောင်ပါဒီကို့မူနဲ့ပို့သွားဒါမှမဟုတ်အောင်သမားတွေကလည်းဥအောင်သူကကို့မူနဲ့ပို့သွားတယ်ဂနေ့ရွှေရောက်နေကို့မူနဲ့ပို့သွားတယ် ငါတို့မူတိုင်းပဲသူများတွေကဘလို့မူချကြငါတို့ကလည်းလိုက်မလို့ဘူးအဲ့တော့ကိုယ်မူကိုသူတို့လိုက်လို့တာတပိုင်းသူများမူသည်ကောင်းရင်လိုက်လို့တဲ့ရင်လုပ်မယ်ကိုကြည့်မယ်ဒါပေမဲ့တမီးလဲကိုယ်မူနဲ့ပုံသွားဟုတ်ကဲ့ရှင်ဒါတော့ဇာရိတာအဓိကထိန်ကိုကြည့်တရားကိုထိန်ဘယ်တော့မှခုနပြောသလိုပေါ့နော်ဝေနဲ့တို့ဟလာဒါရီနဲ့မဆုံးဖြတ်နဲ့ကိုယ်အလုပ်ကိုပူပြီးရင်အောင်လုပ်အဲ့ဒါတနေ့ကြာလို့ရှင်အဲ့ဒီအလုပ်ကကိုယ်တမိုင်းဖြစ်မှာဟုတ်ကဲ့ရှင် သမီးနောက်ဆုံးမေးခွန်းလေးသုံးခုပဲကျန်ပါတော့တယ်အဲ့ဒါကတော့သမီးတို့ Thought Leader Program ရဲ့မေးခွန်းသုံးခုပေါ့နော်အဲ့သုံးခုတွေကပထမဆုံးတစ်ခုကကြတော့ဥအောင်သာဘေပုတ်ကြီးပေါ်မှာပေါ့နော်ဥအောင်ရဲ့မူအနေနဲ့လူတွေအများကြီးကိုဖျက်သွားဖျက်လာလို့အကုန်လုံးနေရာနေရာခတ်ဖို့ရှာတင်ရမယ်ဆိုရင်အဲ့မှာဥအောင်ကဘာ message ကိုရေးထားခြင်းလဲပေါ့နော်အပိတ်ကတော့ကောင်းပြီညီရလည်းမေးဖို့ကတော့ငါလည်းအဲ့ဒါမျိုးကြီးဖြေချင်တာလည်းအကင့်ပဲလူတွေကဘလောက်ပဲချမ်းသာချမ်းသာတနေ့ဘာဖြစ်ရမှာလဲတေးရမှာပဲအဲ့တော့တေးတာကြီးငယ်လဲတေးတယ်ကြီးလဲတေးတယ်ဟို ဘိုက်တေးကကလေးလေးနဲ့တည်တာပဲအရွယ်ဆုံးတည်နေတာပဲလေအဲ့တော့ဘာမှမသိပဲတည်သွားတာအကြောင်းမဟုတ်ပေမဲ့ကိုယ်ပိုင်အတိကိုယ်ပိုင်ဉာဏ်ရှိတဲ့အချိန်မှာတည်လာတဲ့အချိန်မှာဒီဝိပဿနာတရားအပယ်လေးပါဆိုတဲ့တမီးတို့ပြောတဲ့32ပုံကအောက်ဆုံးပုံ၄ပုံကိုပြန်မရောက်တဲ့ဉာဏ်လေးတည်အောင်တရားအားထုတ်ပါစစ်စစ်မှန်မှန်ဘုရားရဲ့တရားတွေကိုလေ့လာပါဆိုတာကို ရေးလိုက်ချင်တာပဲဒါမှမဟုတ်ဥပမာလူတိုင်းတို့ရင်တရားစခန်းဝင်ဖို့ပဲပြောချင်တာပြောချင်တာကဒီဘောကမလဲ၄ဘန်ရအောင်ဖြစ်ဖို့အတွက်အပယ်၄ပါလွတ်တဲ့အလုတ်ကိုလုတ်ကြလို့တလုံးအဲ့ဒါလေးပဲရေးချင်တာအပယ်၄ပါလွတ်မဲ့အလုတ်လုတ်ထားဖို့ဒါလေးပဲဥပမာဘေဘုံကြီးမှရေးချင်တယ်နော်အဲ့ဒါအတွက်ဘာလို့ရမှာလို့တရားအားထုတ်ပါတရားအားထုတ်ဖို့လို့ဘာလို့ရမှာလို့ဆရာကောင်းသမားကောင်းရှာပါအဲ့ဒါဘာလဲပြောမိုးကိုဆရာတော်ဘုရားကြီးတရားနာတာပဲဟုတ်ကဲ့ရှင်ဟုတ်ကဲ့ အဲ့တော့နောက်ထပ်မေးခွန်းတစ်ခုอ่ะပေါ့နော်ဥအောင်သားနောက်ထပ်တလပဲနေရတော့မယ်ဆိုဒီတလအတွင်းမှာဥအောင်ကဘာတွေလုပ်သွားခြင်းလဲပြောပြပြပဲလေတလမတိုင်ခင်ဥကတရားပဲအထုံးလာအခုလည်းလုပ်တာပဲမနေ့ကလည်းဒါပဲလုပ်တာပဲနောက်လည်းဒါပဲလုပ်မှာပဲတလကိုမပြောနဲ့လရက်ပိုင်းကိုစက္ကန့်ပိုင်းကိုစိတ်မချဘူးအဲ့တော့ဆိုလိုတာကလူတစ်ယောက်ကတည်တော့မယ်ဆိုရင်သမီးကတည်နည်းက၃မျိုးပေါ့နော်နံပါတ်၁ကဘာလဲဆိုပုံတော်နဲ့တည်မှာလားနောက်တစ်မျိုးကဘုံတော်နဲ့တည်မှာလားနံပါတ်၃ကဝိပဿနာနဲ့တည်မှာလား ပုံတော်နဲ့တေမာလာဆိုတာဖျားပုံတော်လေးကိုမျက်စိနဲ့မှိတ်ပြီးတော့ကိုကပရိတ်လည်းမရပဋ္ဌာန်းလည်းမရတဲ့အတွက်ဖျားကိုရုပ်ပုံကြီးကိုပဲအာယုံပြုတ်ပြီးတေလို့ရှိရင်လည်းအပင်မရောက်နိုင်ဘူးလို့ပြောတယ်ပေါ့အဲ့တော့ပုံတော်နဲ့တေမာလာဂုံတော်ကိုယွတ်နေကြပဋ္ဌာန်းပရိတ်လေးယွတ်ရာဟန်တမန်တမှုတော်ဝိသနာတမန်တော်ယွတ်ပြီးတေမာလာဒါဂုံတော်နဲ့တေမာလာဝိပဿနာဆိုတာတော့ဩအခုငါတေရတော့မယ်တေရတော့မယ်စိတ်ကလေးကကြောက်လာတယ်ဒီကြောက်တဲ့စိတ်ကလေးကအလိုလိုပေါ်တာပေါ့ဟုတ်တွေးစိတ်ကြောင့်ဖြစ်တာအဲ့လိုဆိုရင် ကြောက်စိတ်ရဲ့ရှေ့ကတွေးစိတ်ကိုငါသိအောင်ပုံရမယ်တွေးစိတ်ကဘယ်လိုပေါ်တာလဲမနောပုံရင်းအကြည်မှန်နဲ့တွေးစရာအာရုံနဲ့တိုက်လိုက်တဲ့ခါမှာပေါ်တယ်အဲ့လိုအကြောင်းတစ်ခုတိုက်လို့အကျိုးတစ်ခုပေါ်တာပါလားလို့ချင်းညစ်တတ်တဲ့ဝိပဿနာအဲ့ဒါလေးကလည်းဖြစ်ပြီးပြတ်တာပါလားဆိုတော့အသိနဲ့သိသွားလို့ရှိရင်ဒီကံနီးမှာတော့အပင်မရောက်တော့ဘူးလက်ပြီးရောက်ရင်တော့မှဟိုရောက်တာနဲ့တော်ရပန်တန်းတီမှာပဲအဲ့ဒါတော့ဝိပဿနာနဲ့သိတာအဲ့တော့ပုံတော်လည်းမရှိဂုံတော်လည်းမရှိဝိပဿနာလည်းမရှိဘူးဆိုရင်တော့နောက်တနည်းသိတာတော့ခွေးသိဝက်သိလို့ခေါ်တာပေါ့ ကားပေါ်မှာလမ်းပေါ်မှာပလက်လမ်းပြီးတည်ကြတာအဲ့ဒါခွေးတွေဝက်တွေလို့ခေါ်တယ်ခွေးတွေဝက်တွေဆိုတာလမ်းပေါ်ပဲတည်ကြတာလေနော်အဲ့တော့ခွေးတွေဝက်တွေမတည်ကြရင်တော့ပုံတော်နဲ့တည်ဂုံတော်နဲ့တည်ဝိပဿနာနဲ့တည်အဲ့တော့တလမှာမဟုတ်ပါဘူးအခုတထိုင်တချို့ကအဲ့ဒါဥအောင်တို့ကမှတ်ထားပြီးသားတွေးထားပြီးသားအာပြီးနောက်ဆုံးသမီးတို့အတွက်မိကုံးကတော့ပေါ့နော်ဒီ program နေပြီးတော့ဥအောင်ကအဲလူတယောက်ကိုရွေးချယ်ပြီးတော့မှကျေးဇူးတင်ရမယ်ဆိုရင်ဥအောင်ဒီနေ့ကနေပြီးတော့မှဘသူ့ကိုကျေးဇူးတင်ခြင်းလဲလို့သမီးကမေးချင်ပါတယ် အမေပဲပေါ့ဗျာအမေကလွှဲရင်ဘယ်သူရှိမှလဲဥအောင်အမေပေါ့ဟုတ်ကဲ့ရှင်အမေကဥအောင်ဘဝမှာအကုန်လုံးသင်ပေးခဲ့တာအမေပဲမေ့တယ်ကျေသူထူတာမရှိဘူးအမေဆိုတာတော့မြစ်တာအတိုင်းပဲပြောကြရမလို့ဒါပေမဲ့သမီးကိုချစ်တယ်ယောက်ျားဟုတ်ဒီကဘာလုံးမှာရှိတဲ့အာပြိုးပြိုးဆိုတဲ့ကောင်မလို့ချစ်ပါတယ်ဆိုတဲ့ယောက်ျားတွေထဲမှာအချစ်ဆုံးယောက်ျားတစ်ယောက်ကအဖေပဲအဲ့ဒီအဖေလိုသမီးကိုချစ်မဲ့ယောက်ျားမျိုးကဒီကဘာမှာ no to not have မရှိနိုင်ဘူးသမီးကို ဝေးကလေးကဆောင်းချောက်ခဲ့တယ်။သမီးပေါ်မြေတားစင်းနဲ့ချစ်တယ်။ကြံတဲ့ယောက်ျားလေးနဲ့ချစ်တယ်ဆိုတာဘာညှိယုံရင်နဲ့ဘာညာနဲ့အပြောစုံနဲ့ဘာနဲ့ရှင်မှာအဖေကကြောင့်ဂျိုးယိုးရှင်းရှင်းပေးဆမှုနဲ့ချစ်တာအဖေပဲ။နော်။ဟုတ်ကဲ့ရှင်။ဝေးဖွာခြင်းနဲ့မြေတားပေးတာအမေပဲ။အဲ့တော့ဥပ္ပါကတော့ဘာမှပြောစရာမလိုဘူး။ဥပ္ပါကမှအမေရလွဲရင်ကနေ့ချင်းဒီအမေတခုံးကိုတိတ်တထောင်ပေးလို့ခေါ်လို့ရမယ်ဆိုရင်အမေသေးမှအမေခေါ်ခြင်းနဲ့ယောဂဖြစ်တာအခုချိန်မှာအမေခေါ်ဖို့လည်းမရှိတော့ဘူးဒါပေမဲ့ အမေရဲ့ဂုံကျေးဇူးတွေရဲ့အမေထမင်းလျှော်အဖေပစိုးလျှော်လုပ်ခဲ့တဲ့ဟာတွေရဲ့နောက်အမေပြမသိခင်မှာထိုင်ပြီးတော့မျက်စက်ကြဆရာတော်ဘုရားကြီးကျေးဇူးနဲ့တောင်းပန်ကြလဲရတဲ့အတွက်ဥပောင်တို့ကစိတ်ထဲမှာကြည်နမ်းမှုလည်းဖြစ်တယ်လောင်တာလည်းမရဘူးအမေရလွဲရင်ကျန်တာပြောစရာမရှိပါဘူးအမေရဲ့အမေသွေးအဖေသွေးကြောင့်မလို့မိနဲ့ဖေနဲ့ကလည်းမမွေးကြရင်ဘယ်လိုလုပ်ဥပောင်ဖြစ်မှာလဲ ဟုတ်ကဲ့အမေပါပဲတမီးပဲဟုတ်ကဲ့ပါကျေးဇူးများရေးတင်ပါတယ်အဲ့တော့ဟိုတမီးကပေါ့နော်ဒီနေ့ဟိုအစီအစဉ်ကိုတခြားလေးအချိန်ပေးပြီးတော့မှဖြည့်ချပေးရအတွက်ဥအောင်ဒီကနေ့ပြီးတော့ကျေးဇူးများရေးတင်ကြပါတယ်ကဲကျေးဇူးတင်ပါတယ်နောက်ဆုံးပိတ်နေနဲ့ပြောချင်တာမိုးကိုဆရာတော်ဖျားကြီးရဲ့တရားလေးအဆုံးအမတိုင်းပြောပါမယ်ညံအိတ်ထဲရောက်အောင်ထည့်ပါဟုတ်တော့ညံအိတ်ထဲရောက်အောင်ထည့်ပြီးတော့အဲ့ဒါကိုညံနဲ့ဆင်မြင်ပြီးတော့ကြီးပွားအောင်လုပ်ပါလို့တိုက်တွန်းရင်းနဲ့ညီကုန်းချုပ်ပါတယ်အားလုံးအောင်မြင်ကြပါစေဟုတ်ကဲ့ပါကျေးဇူးများရေးတင်ပါတယ်ရှင်